ထည့်ပေးလိုက်ဗုဒ္ဓကုန်းနံပါတ်ကိုရိုက်ခဲ့ပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်းဗုဒ္ဓဆောင်ရွက်တက်လို့ဆက်မှန်ရိုက်ခဲ့ပြီဗုဒ္ဓဆောင်ရွက်တော့လည်းမောင်းတယ်ပါတိုင်းမဲ့ပြည်မှာပါကဲ၍ဒီဗုတ်တင်ပလန်နေတိုင်းမဟုတ်ပဲねကိုကဗုတ်တင်နှစ်ဆောင်ပေးပို့ခြင်းနဲ့ဆိုပါတော့ဒါဆိုလို့ရှိရင်ဗုတ်တင်တစ်ဆောင်ကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ test 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ ဗုဒ္ဓင်ကုတ်နံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan ဒီတိုင်းမဟုတ်ပင်နဲ့ပြုပို့မယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပူလို့ရမှာမဟုတ်ပါဘူးခင်ဗျာနောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုတ်နံပါတ်နဲ့ဗုဒ္ဓင်အဆောင်ရည်တက်ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗုဒ္ဓင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာကျန်တဲ့ဂူဆိုင်မှုတွေကိုအချိန်မီပြတ်တက်နိုင်လို့ပုံပြီးကြည့်လို့ရတယ်။ယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတူကလက်တွဲပုံဖော်လိုက်ရအောင်။ ရတော့မယ်အရေးကြီးတာတွေကိုအချိန်နဲ့တပြေးညီဝင်းမြတ်ပေးတာချစ်ချင်းမြတ်တာယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်နေရချိန်မရွေးဝဲနဲ့ပေးနေရချိန်မရွေးဝဲနဲ့ပေးနေရချိန်မရွေးဝဲနဲ့ပေး This world war ဘာအလိုဒီမှာဗိုလ်တင်ဘလူးပေးကြမယ်ပထမအဆင့်အနေနဲ့ယူနိုက်တက်ဆင်ကရှိထားပါမယ် ပြီးတော့စိတ်ကတ်ထဲမှာအနည်းဆုံးဖုန်းပေ900ချက်ရှိထားပါမယ်။ပြီးရင်တော့ဖုန်းရဲ့ message app ထဲဝင်ပါ။အဲ့မှာ new chat ဆိုတာလေးကိုနှိပ်လိုက်ပါ။တိပိုးရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကိုရိုက်ထည့်လိုက်ပါ။နောက်တစ်ဆင့်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting code number ကိုရိုက်ထည့်ပေးလိုက်ပါ။ voting code number ကိုရိုက်ထည့်ပြီးပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်း voting အဆောင်အရေးအတွက်လေးကိုထပ်မံရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ုဒင်ဆောင်ယူတော့ကိုတော့တဆောင်၁၀ဆောင်၅၀၁၀၀၂၀၀နဲ့၁၀၀၀ဆိုပြီးတော့တတ်မှတ်ထားတဲ့ဗိုဒင်ပလန်တွေတိုင်းပဲပေးပို့နိုင်မှာပါကဲ၍ဒီဗိုဒင်ပလန်တွေတိုင်းမဟုတ်ပဲနဲ့ကိုကဗိုဒင်၂ဆောင်ပေးပို့ချင်တယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ဗိုဒင်တဆောင်ကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ dash 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာဗိုဒင်ကုန်းနံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ပလန်တွေတိုင်းမဟုတ်ပဲနဲ့ပေးပို့မယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပို့လို့ရမှာမဟုတ်ပါဘူးခင်ဗျာ နောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုန်းနံပါတ်နဲ့ဗိုလ်တင်အဆောင်ရတဲ့ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗိုလ်တင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာတောင်ဝန်ကျေပြမှုတွေကိုလွှဲထွေးစွာအတိမတ်ပြုနိုင်တယ်ယူနိုင်းတဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်မိုင်မောင်များစွာဝေးကွာနေပြီမေစေရနာမြစ်တာတွေကိုလက်ဆင့်ကမ်းဝေမျှနိုင်ယူနိုင်းတဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုလက်တွဲပုံဖော်လိုက်ရအောင် ာချိန်မရွေး wave နဲ့ပေး you nine နဲ့အတူအလေးထားဆောင်ရွက်မှုများနဲ့အားလုံးဆက်သွယ်ချိတ်ဆက်ကပုံမှန်ကောင်းမွန်တဲ့အနာဂတ်ကိုအတူတကွလက်တွဲပုံဖော်လိုက်ရအောင် you nine ဆက်သွယ်မှုတွေဟာအရာအားလုံးနဲ့စတင်ခြင်းပါ you nine နဲ့အတူပုံမှန်ကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင် you nine နေရာချိန်မရွေး wave နဲ့ပေး နေရာချိန်မရွေး wave နဲ့ pay e-sport ဝဘန်အလိုဒီမှာ voting blue ပေးကြမယ်ပထမအဆင့်အနေနဲ့ united single ရှိထားပါမယ်ပြီးတော့ single ထဲမှာအနည်းဆုံးဖုန်းပေ900ချက်ရှိထားပါမယ်ပြီးရင်တော့ phone and message app ထဲဝင်ပါအမှ new chat ဆိုတာလေးကိုနှိပ်လိုက်ပါပေးပို့ရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကိုရိုက်ထည့်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting code number ကိုရိုက်ထည့်ပေးလိုက်ပါ။ ဗုဒ္ဓင်ကုတ်နံပါတ်ကိုရိုက်ခဲ့ပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်းဗုဒ္ဓင်အဆောင်ရည်အတွက်လေးကိုထပ်မံရိုက်ခဲ့ပေးရမှာဖြစ်ပါတယ်။ဗုဒ္ဓင်အဆောင်ရည်အတွက်ကိုတော့တစ်ဆောင်း၊ဆယ်ဆောင်း၊50၊100၊200၊500နဲ့တစ်ထောင်ဆိုပြီးတော့သတ်မှတ်ထားတဲ့ဗုဒ္ဓင် plan ၄တိုင်းပဲပေးပို့နိုင်မှာပါ။ကဲ၍ဒီဗုဒ္ဓင် plan ၄တိုင်းမဟုတ်ပဲနဲ့ကိုကဗုဒ္ဓင်နှစ်ဆောင်းပေးပို့ချင်တယ်ဆိုပါတော့။ဒါဆိုလို့ရှိရင်ဗုဒ္ဓင်တစ်ဆောင်းကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ dash 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ။ ဗုဒ္ဓင်္ဂုံနံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan ဒီတိုင်းမဟုတ်ပင်နဲ့ပြုပုံမယ်ဆိုလို့ရှိရင်တော့လုံးဝမသိပုလို့ရမှာမဟုတ်ပါဘူးခင်ဗျာနောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုတ်နံပါတ်နဲ့ဗုဒ္ဓင်အဆောင်ရတဲ့ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗုဒ္ဓင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာတင်နာကင်းဆိုင်မှုတွေကိုအချိန်လေးပြတ်တတ်နိုင်လို့ပုံပြီးကြည့်လို့ရတယ်။ယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွာလက်တွဲပုံဖော်လိုက်ရအောင်။ ရေးကြီးတာတွေကိုအချိန်နဲ့တပြေးညီဝေမျှပေးတာချစ်ချင်းမြတ်တာယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတူလက်တွဲပုံဖော်လိုက်ရအောင်နေရချိန်မရွေးဝဲနဲ့ပေးနေရချိန်မရွေးဝဲနဲ့ပေးနေရချိန်မရွေး with နဲ့ပေး This world war by allo ni ma voting blue ပေးကြမယ်ပထမဆင့်အနေနဲ့ယူနိုက်စင်ကရှိထားပါမယ် ြီးတော့စင်ကတ်ထဲမှာအနည်းဆုံးဖုန်းပိ900ကျက်ရှိတာပါမယ်။ပြီးရင်တော့ phone message app ထဲဝင်ပါ။အဲ့မှာ new chat ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြပို့ရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကိုရိုက်ထည့်လိုက်ပါ။နောက်တစ်ချက်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting code number ကိုရိုက်ထည့်ပေးလိုက်ပါ။ voting code number ကိုရိုက်ခဲ့ပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်း voting အဆောင်အရေးအတွက်လေးကိုထပ်မံရိုက်ခဲ့ပေးရမှာဖြစ်ပါတယ်။ ဗုဒ္ဓင်ဆောင်ရည်အတွက်ကိုတော့တစ်ဆောင်၁၀ဆောင်၅၀၁၀၀၂၀၀နဲ့တစ်ထောင်ဆိုပြီးတော့တတ်မှတ်ထားတဲ့ဗုဒ္ဓင်ပလန်တွေတိုင်းပဲပေးပို့နိုင်မှာပါ။ကဲ၍ဒီဗုဒ္ဓင်ပလန်တွေတိုင်းမဟုတ်ပဲနဲ့ကိုကဗုဒ္ဓင်နှစ်ဆောင်ပေးပို့ချင်တယ်ဆိုပါတော့။အဲဆိုလို့ရှိရင်ဗုဒ္ဓင်တစ်ဆောင်ကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ dash 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ။ဗုဒ္ဓင်ကုတ်နံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan တွေတိုင်းမဟုတ်ပဲနဲ့ပြုပို့မယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပူလို့ရမှာမဟုတ်ပါဘူးခင်ဗျာ။ နောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုန်နံပါတ်နဲ့ဗုဒ္ဓင်အဆောင်ရည်တက်ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗုဒ္ဓင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာတောင်ဝန်ချေပြမှုတွေကိုလွှဲထွေးစွာအသိမှတ်ပြုနိုင်တယ်ယူနိုင်းတဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်မိုင်မောင်များစွာဝေးကွာနေပြီမေစေတနာမြစ်တာတွေကိုလက်ဆင့်ကမ်းဝေမျှနိုင်ယူနိုင်းနဲ့အတူပုံပုံကောင်းမွန်တဲ့အနာဂတ်ကိုလက်တွဲပုံဖော်လိုက်ရအောင် နေရာချိန်မရွေး wave နဲ့ပေး you nine နဲ့အတူအလေးထားဆောင်ရွက်မှုများနဲ့အားလုံးဆက်သွယ်ချိတ်ဆက်ကပုံမှန်ကောင်းမွန်တဲ့အနာဂတ်ကို အတူတကွလက်တွဲပုံဖော်လိုက်ရအောင်ဆက်သွယ်မှုတွေဟာအရာအားလုံးနဲ့စတင်ခြင်းပါ you nine နဲ့အတူပုံမှန်ကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်နေရာချိန်မရွေး wave နဲ့ပေး ေရချိန်မရွေး wave နဲ့ပေး e-sport ဘာပိုင်အဲ့လိုဒီမှာ voting ဘလို့ပေးကြမယ်ပထမအဆင့်နေနဲ့ united single ရှိထားပါမယ်ပြီးတော့ single ထဲမှာအနည်းဆုံးဖုန်းပေ900ချက်ရှိထားပါမယ်ပြီးရင်တော့ phone and message app ထဲဝင်ပါအဲ့မှာ new chat ဆိုတာလေးကိုနှိပ်လိုက်ပါပေးပို့ရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကိုရိုက်ထည့်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting code number ကိုရိုက်ထည့်ပေးလိုက်ပါ ဗုဒ္ဓင်ကုတ်နံပါတ်ကိုရိုက်ခဲ့ပြီးဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်းဗုဒ္ဓင်အဆောင်ရည်အတွက်လေးကိုထပ်မံရိုက်ခဲ့ပေးရမှာဖြစ်ပါတယ်။ဗုဒ္ဓင်အဆောင်ရည်အတွက်ကိုတော့တစ်ဆောင်း၊၁၀ဆောင်း၊၅၀၊၁၀၀၊၂၀၀နဲ့တစ်ထောင်ဆိုပြီးတော့သတ်မှတ်ထားတဲ့ဗုဒ္ဓင်ပလန်၄တိုင်းပဲပေးပို့နိုင်မှာပါ။ကဲ၍ဒီဗုဒ္ဓင်ပလန်၄တိုင်းမဟုတ်ပဲနဲ့ကိုကဗုဒ္ဓင်၂ဆောင်းပေးပို့ချင်တယ်ဆိုပါတော့။ဒါဆိုလို့ရှိရင်ဗုဒ္ဓင်တစ်ဆောင်းကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ test 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ။ ဗိုလ်တင်ကုန်းနံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan တွေတိုင်းမဟုတ်ပင်နဲ့ပြုပို့မယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပူလို့ရမှာမဟုတ်ပါဘူးခင်ဗျာနောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုန်းနံပါတ်နဲ့ဗိုလ်တင်အဆောင်ရည်တက်ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗိုလ်တင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာကျန်တဲ့ယူဆိုင်မှုတွေကိုအချိန်မီပြတ်တက်နိုင်လို့ပုံပြီးကြည့်လို့ရတယ်။ယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတူကလက်တွဲပုံဖော်လိုက်ရအောင်။ အရေးကြီးတာတွေကိုအချိန်နဲ့တပြေးညီဝေမျှပေးတာချစ်ချင်းမြတ်တာ United တို့ပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်မီယာချိန်မယွေဝစ်နေပြီနေရာချိန်မရွေး wave နဲ့ပေး e-sport ဝပိုင်းအလိုဒီမှာ voting blue ပေးကြမယ်ပထမအဆင့်နေနဲ့ united single ရှိထားပါမယ် ပြီးတော့စင်ကတ်ထဲမှာအနည်းဆုံးဖုန်းပေ900ကျက်ရှိထားပါမယ်။ပြီးရင်တော့ဖုန်းရဲ့ message app ထဲဝင်ပါ။အဲ့မှာ new chat ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြပို့ရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကို ရိုက်ထည့်လိုက်ပါ။နောက်တစ်ဆင့်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting ကုတ်နံပါတ်ကိုရိုက်ထည့်ပေးလိုက်ပါ။ voting ကုတ်နံပါတ်ကိုရိုက်ထည့်ပြီးပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်း voting အဆောင်အရေးအတွက်လေးကိုထပ်မံရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ဗုဒ္ဓင်ဆောင်ရွက်ကိုတော့တစ်ဆောင်း၁၀ဆောင်း50 100 200 500နဲ့တစ်ထောင်ဆိုပြီးတော့သတ်မှတ်ထားတဲ့ဗုဒ္ဓင်ပလန်တွေတိုင်းပဲပြေပို့နိုင်မှာပါ။ကဲ၍ဒီဗုဒ္ဓင်ပလန်တွေတိုင်းမဟုတ်ပဲနဲ့ကိုကဗုဒ္ဓင်နှစ်ဆောင်ပြေပို့ချင်တယ်ဆိုပါတော့။ဒါဆိုလို့ရှိရင်ဗုဒ္ဓင်တစ်ဆောင်ကိုပဲနှစ်ခါပြေပို့ရမှာဖြစ်ပြီးတော့နောက်မှာ dash 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ။ဗုဒ္ဓင်ကုတ်နံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan တွေတိုင်းမဟုတ်ပင်နဲ့ပြုပို့မယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပူလို့ရမှာမဟုတ်ပါဘူးခင်ဗျာ။ နောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုန်းနံပါတ်နဲ့ voting အဆောင်ရည်တက်ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ voting ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာတောင်းဝန်ကြေပြမှုတွေကိုလွှဲထွေးစွာအသိမှတ်ပြုနိုင်တယ်ယူနိုင်းနဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်မိုင်မောင်များစွာဝေးကွာနေပြီမေစေရနာမြတ်တာတွေကိုလက်ဆင့်ကမ်းဝေမျှနိုင်ယူနိုင်းနဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုလက်တွဲပုံဖော်လိုက်ရအောင် အချိန်မရွေး wave နဲ့ပေး unite နဲ့အတူအလေးထားဆောင်ရွက်မှုများနဲ့အားလုံးဆက်သွယ်ချိတ်ဆက်ကပုံမှန်ကောင်းမွန်တဲ့အနာဂတ်ကိုအတူတကွလက်တွဲပုံဖော်လိုက်ရအောင်စတဲ့လူတွေကအရာအားလုံးရင်စတင်ကြပါယူနိုက်တဲ့အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွာလက်တွဲပုံဖော်လိုက်ရအောင် ေရချိန်မရွေး wave နဲ့ပေး e-sport ဘောပိုင်အဲ့လိုဒီမှာ voting blue ပေးကြမယ်ပထမအဆင့်နေနဲ့ united single ရှိထားပါမယ်ပြီးတော့ single ထဲမှာအနည်းဆုံးဖုန်းပေ900ချက်ရှိထားပါမယ်ပြီးရင်တော့ phone message app ထဲဝင်ပါအဲ့မှာ new chat ဆိုတာလေးကိုနှိပ်လိုက်ပါပေးပို့ရမယ့်ဖုန်းနံပါတ်နေရာမှာတော့ကျွန်တော်တို့ရဲ့ voting hotline number ဖြစ်တဲ့1003ကိုရိုက်ထည့်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ကတော့ text message နေရာမှာကိုအားပေးခြင်းနဲ့ nominee ရဲ့ voting code number ကိုရိုက်ထည့်ပေးလိုက်ပါ ဗုဒ္ဓင်ကုတ်နံပါတ်ကိုရိုက်ခဲ့ပြီးပြီဆိုရင်တော့ပုံမှန်ပြထားတဲ့အတိုင်းဗုဒ္ဓင်အဆောင်အရည်အတွက်လေးကိုထပ်မံရိုက်ခဲ့ပေးရမှာဖြစ်ပါတယ်။ဗုဒ္ဓင်အဆောင်အရည်အတွက်ကိုတော့တစ်ဆောင်း၁၀ဆောင်း50 100 200 500နဲ့တစ်ထောင်ဆိုပြီးတော့တတ်မှတ်ထားတဲ့ဗုဒ္ဓင်ပလန်တွေတိုင်းပဲပေးပို့နိုင်မှာပါ။ကဲ၍ဒီဗုဒ္ဓင်ပလန်တွေတိုင်းမဟုတ်ပဲနဲ့ကိုကဗုဒ္ဓင်၂ဆောင်းပေးပို့ချင်တယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ဗုဒ္ဓင်တစ်ဆောင်းကိုပဲနှစ်ခါပေးပို့ရမှာဖြစ်ပြီးတော့နောက်မှာ dash 2လို့လုံးဝရိုက်လို့မရပါဘူးခင်ဗျာ။ ဗုဒ္ဓင်ကုတ်နံပါတ်ရဲ့နောက်မှာဖော်ပြထားတဲ့ plan ၄တိုင်းမဟုတ်ပင်နဲ့ပြုပုမယ်ဆိုလို့ရှိရင်တော့လုံးဝမစိတ်ပူလို့ရမှာမဟုတ်ပါဘူးခင်ဗျာနောက်ဆုံးအဆင့်နေနဲ့ကိုအားပေးခြင်းနဲ့ nominee ကုတ်နံပါတ်နဲ့ဗုဒ္ဓင်အဆောင်ရည်တက်ကိုစစ်ဆေးပြီးစန့်ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗုဒ္ဓင်ပေးပို့ခြင်းဟာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ခင်ဗျာကျန်တဲ့ယူဆိုင်မှုတွေကိုအချိန်မီပြတ်တက်နိုင်လို့ပုံပြီးကြည့်လို့ရတယ်။ယူနိုက်တက်အတူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွာလက်တွဲပုံဖော်လိုက်ရအောင်။ ရေးကြီးတာတွေကိုအချိန်နဲ့တပြေးညီဝေမျှပေးတာချစ်ချင်းမြတ်တာယူနိုက်တက်တူပုံမကောင်းမွန်တဲ့အနာဂတ်ကိုအားလုံးအတူတကွလက်တွဲပုံဖော်လိုက်ရအောင်နေရချိန်မရွေး with me အားလုံးပဲမင်္ဂလာပါခင်ဗျာ တော့ဒီနေ့မှဆိုလို့ရှိရင်လည်း Light Round Season 3ရဲ့ Qualifier Semi Final ဒီ Day Number 2ကိုတော့ရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ပါတယ်မနေ့က Day 1မှာဆိုရင်လည်းဒါအသင်း6သင်းရဲ့ရှင်ပိုင်မှုတွေကိုလည်းမြင်တွေ့ခဲ့ရတယ်အဲ့ဒီထဲမှာမှ3သင်းက LOD Season 3မှာတွားရောက်ပြီး Qualify ဖြစ်ခဲ့တဲ့အရာတွေလည်းတွေ့ခဲ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့မနေ့ကလိုမျိုးပဲဒီနေ့မှဆိုလို့ရှိရင်လည်းနောက်ထပ် Super Match Number 1 2 3ဆိုပါအသင်း6သင်းရဲ့အပြည့်မှုနဲ့အတူပဲဒီ6သင်းထဲမှာမှနောက်ထပ်3သင်းကတော့ Qualify ဖြစ်မဲ့အသင်းအနေနဲ့ရှိနေရလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့ရဲ့ပွဲစဉ်တွေကို Panelist တွေအဖြစ်နဲ့တောင်းယူတင်ဆက်ပေးပါတော့ကျွန်တော်ရှောင်းမောင်းမဖြစ်ပါတယ် ျွန်နာမည်ကတော့ availability ပါဟုတ်ပါတယ်ကဲဆိုတော့เนาะဒီ LOD season 3ကိုကိုညီပံ့ပိုးပေးထားတဲ့ partner လေးနဲ့ဒါမိတ်ဆက်ပေးရအောင်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Ladder Down season 3ပြိုင်ပွဲကြီးကိုအဓိကပူပေါင်းပြီးတော့ကိုညီအားပြစ်ပေးထားတဲ့ အားရအာပါတနာတွေအနေနဲ့ကတော့ official telecom partner တွေနေရတော့ unite ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် official payment partner ဖြစ်နေကတော့ winmoney မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ဒီ LOD အနေနဲ့ကကျွန်တော်ဒီလက်ရှိမှာဆိုလို့ရှင်လဲ e-sport award ပိုင် LOD ဆိုပြီးတော့တို့ဒီခေါင်းစဉ်လေးတစ်ခုနဲ့အတူပဲစုပေးပွဲလေးလေးတို့ဒီ season 5လေးလည်းရှိပါတယ်ဆိုတော့အဲ့ဒီအရာကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုလို့ရှင်တော့ကျွန်တော်ဒီ e-sport အဲ့ဒီ professional career လမ်းကြောင်းပေါ့မော်ဒီ design map နဲ့ကြိုးစားလာတဲ့ ဒီတဲလန်နေအတွက်ကိုသူတို့အနေနဲ့အခုလိုမျိုးဒီအတိမပြုတ်ရဲဆိုတဲ့ဒီစုလေးတွေပြန်လဲပြီးတော့ဒီချင်းမြင်ပေးတဲ့စုပွဲပွဲလေးဒီဖဏိတာလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်တိုက်တန်အနေနဲ့ကလည်းစုစုပေါင်း16ခုထိရှိတယ်လို့လည်းသိရတယ်ပေါ့နော်ဒီစုပွဲပွဲအတွက်ရွေးချယ်ခံထားတဲ့ nominee ဝင်တွေအကုန်လုံး LOD page မှာလည်းတိုက်တန်တွေ alike ချညာထားပြီးသားလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ဒီတိုက်တန်တွေ alike မှာလည်းဒီတယောက်ချင်းစီရဲ့ဥမထားပါတော့ဒီရှောင်းမောင်းဆိုလို့ရှင်လည်းသူ့ရဲ့ဒီ ဒီဘာလဲ voting ကုတ်နံပါတ်လေးနေပေါ့နော်ဆိုတော့ဒီပုံစံမျိုးလေးနဲ့တွားပြတာလည်းဖြစ်တယ်ဆိုတော့အဲ့ဒီအရာလေးတွေကိုကျွန်တော်နေတဲ့ဒီ voting လေးပေးပြီးတော့မှကိုချိုက်နေတက်တဲ့ talent ကိုဒီ support လုပ်လို့လည်းရပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီရွေးချယ်ခံထားတဲ့ nominee ဝင်တွေအနိုင်ရရှိဖို့ကကြတော့ကျွန်တော်ပြည်သက်တွေရဲ့ voting က70%လောက်ထိအရေးပါတယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဒီ70%တော်တော်လေးဥမာများတဲ့ဒီရာခိုင်နှုန်းပမာဏတစ်ခုကိုတော့ဒီ voting system နေပြီးတော့မှပို့ပြီးတော့ဦးစားပေးပြီးတော့ဒီတွားထားတာလည်းဖြစ်တယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဒီ voting ပေးရမယ့်ပုံစံလေးကိုလည်းဆက်လို့ရှင်းပြပြပါဦးဟုတ်တယ် voting ကဘယ်လိုပေးရမလဲဆိုတော့ဒီ နော်မနီဝင်တွေကိုအနိုင်ရရှိအောင်အားပေးစပို့ခြင်းနဲ့ဆိုရင်တော့သက်ဆိုင်ရာနော်မနီဝင်တွေရဲ့ဒီ voting code တွေကို အဲ United Cup အရင်ဆုံးကရှိရမယ်ပေါ့နော်ဒီ United Cup ကနေအဲ SMS ပို့ပေးရမယ်ပို့ပေးရမယ်ကုတ်ပို့ပေးရမယ်နံပါတ်ကလည်း1333ကိုသွားပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်ဟုတ်ပါ sorry 1333ဆိုတဲ့နံပါတ်လေးကို United Cup နဲ့အတူပဲကိုအားပေးမဲ့ဒီ Thailand Cup vote နံပါတ်လေးကိုနောက်မှဆိုလို့ရှင်လေတို့ရဲ့ဒီအဆောင်ရင်ပက်ကီလေးတောင်ရှိပါတယ်ဆိုတော့10ဆောင်လား10ဆောင်လားအဆောင်အာဒီ sorry တစောင်းလား၁၀တောင်းလားအဆောင်50လား100လား200လား900တထောင်ဆက်သဖြင့်ဒီလိုမျိုးဒီဒီနောက်ကနေပက်ကေ့လေးနဲ့တွဲပြီးပို့ပေးဖို့လည်းမမေ့ပါနဲ့အဲ့ဒါလေးကြတကယ်ကိုမှအရေးကြီးရလည်းဖြစ်ပါတယ်ဟုတ်ပါတော့လေ ဲဒီဒီ voting ပေးတာတော့ဟုတ်ပြီပေါ့နော်အဲ့ဒီညမှာဆိုရင်ကိုကဒီ voting ပေးလိုက်တယ်ဆိုရင်အဲ့ voting ကလည်းကိုအတွက်ကပြင်ပြီးတော့ဒီ giveaway အနေနဲ့ဟိုမှာ LD ဘက်ကနေပြီးတော့300လောက်ထိတန်ဖိုးရှိတဲ့ဒီအရာတွေကိုပါပြန်လည်ပြီးတော့ဟိုမှာ giveaway အနေနဲ့ပေးသွားမှာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီလိုမျိုး voting ပေးတဲ့အခါမှာလည်းကျွန်တော်တို့เนาะ နောက်မှာကိုပေးပို့ခြင်းနဲ့အဆောင်ရည်အတွက်ကိုလည်းတွဲပြီးတော့ပို့လို့ရမယ်ဒီထဲမှာဆိုရင်တော့ကျွန်တော်တို့ package အလိုက်မှာဆိုရင်တစ်ဆောင်နဲ့ဆယ်ဆောင်အဲ့လိုမျိုးအဲအတိအကျလေးရှိရပါတော့ဒီကြားထဲမှာမှာကိုက၈ဆောင်ပေးခြင်းတာလို့၅ဆောင်ပေးခြင်းတာလို့ဆိုရင်တော့ဒီတစ်ဆောင်တည်းကိုပဲ၅ချိန်ပို့ပေးရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ဒါလေးတွေကတော့ဒီ voting နဲ့ပတ်သက်လို့ဒီကျွန်တော်စီဆောင်မှရှောင်မှလေးပဲဗျာနော်ဟုတ်ပါတယ်ဆိုတော့ဒါတွေပဲလားဆိုတော့လည်းမဟုတ်သေးဘူးဗျာနော်တို့အနေနဲ့ကကြောက်လေဒီဖန်နီးပေးတဲ့အရာလေးတွေမှာအားလုံးလက်ရှိမှာဒီစိတ်ဝင်စားနေတဲ့ player cap ဆိုတဲ့အရာလေးလည်းရှိရလဲဖြစ်ပါတယ်ဆိုတော့ player cap အကြောင်းပြောရမှာဆိုရင်တော့ဒီစုပေါင်းကျွန်တော်ဒီအထုပ်တထုပ်ပဲထားပါတော့ဆိုတော့အဲ့ထဲမှာ ဆိုရှင်ဒီကက်ကတော့ဒီ၅ကက်ပါမယ်ဆိုတော့ဒီ saver လေးကနေတူပဲ goal ကက်တစ်ကက်ကတော့တေချာပေါက်ပါမှာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီထဲမှာမှာ goal ကက်ထဲမှာမှာတို့ကတိုင်ယာလိုက်ခွဲခြားထားတယ်လည်းရှိသေးပါတော့တော်တော်လေးရှားတဲ့ကောင်တို့နော်နည်းနည်းလေးပဲရှားတာတို့အဲဘောဘောလောဒီဂိုးကတ်တွေထဲမှာအများဆုံးပါနေရက်ကတ်တွေလည်းရှိတယ်ပေါ့နော်ဟုတ်ပါဆိုတော့ဒီဂိုးကတ်တွေအတိုင်းအလက်စ်ကိုလည်းတို့တို့ဒီကျွန်တော်အထင်ဆိုတော့ဒီ သိမကြခင် LOD page မှာတို့တွေနေဒီတင်ပေးဖို့လည်းရှိပါတယ်ဆိုတော့အဲ့ဒီຢာလေးတွေလည်းအားလုံးပဲ LOD page မှာစောင့်ကြည့်ဖို့လည်းမမေ့ပါနဲ့ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီပြသမဲ့ပွဲစဉ်တွေရဲ့ဒီ schedule လေးကလာပါပြီဆိုတော့ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ဒီ ASPA နဲ့ RIC FS2 ရဲ့ပွဲစဉ်ကနေပြီးတော့စတင်မှာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့ရဲ့ဒုတိယမြောက်ပွဲစဉ်မှာတော့ Terra Queens နဲ့ Cooking Esport ပေါ့နော် Terra Queens ကတော့ဒါပြည်သက်တွေနဲ့ယင်းနေတဲ့အသင်းလို့တော့ထင်တယ်ဒါ main league အသင်းတွေမှာလည်းတော်တော်လေးဥမာအားကောင်းတဲ့အသင်းတစ်စင်းဒါအောင်မှတစ်ဖက်ကရှင်ပြိုင်မဲ့အသင်းအနေနဲ့ကလည်း Cooking Esport နဲ့တွားရပြီးရှင်ပြိုင်ရမှာလည်းဖြစ်တယ်နောက်ဆုံးပွဲစဉ်ကတော့ Forever ော့ young နဲ့ D Lion ဆိုတော့เนาะဒီနေ့မှာတော့ကျွန်တော်တို့သိပြီးသားအသင်းအနေနဲ့ကတော့ Terra Queens ကတော့ popular ဖြစ်ဆုံးအသင်းအဖြစ်နဲ့တော့ရှိနေပါတော့ဟုတ်ပါတယ်ဆိုတော့ဒါမှမဟုတ်ဒီထူးကြတာကလေကျွန်တော်တို့ဒီပုံမှန်ပွဲတွေမှာဆိုလို့ရှိရင်ဒီအမျိုးသားတွေပဲပြိုင်ကြတာအများတယ်ဆိုတော့ဒီ qualifier ပဲဖြစ်ဖြစ်ဒီ main stage ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ဒီ Terra Queen အနေနဲ့ကတော့အခုလိုမျိုး LOL season 3မှာလာပြီးတော့အာဒီရှင်ပြိုင်နိုင်အောင်လက်တွေ့ရတဲ့အပြင်ကမှ main game အသင်းအနေနဲ့ကမှပါလာမှာလည်းဖြစ်ပါတယ် ဟုတ်ပါတယ်ဒါပေမဲ့မိန်ကလေးအသင်းဆိုပေမဲ့လည်းသူတို့ဘာပဲ short drop လို့မရအောင်နော်မရအောင်သူတို့ရဲ့ experience နဲ့သူတို့ရဲ့ဒီလက်ရှိစော်ကလားနေတဲ့ပုံစံတွေကပုံမှန်ယောက်ျားလေးအသင်းကြီးထပ်တောင်မှာပဲတချို့အချိန်တွေကကောင်းတာတွေကိုလည်းတွေးကြရတာဆိုတော့လေဆိုတော့ဘာပဲပြော terror queen ဘာတွေထပ်ပြီးတော့ဒီနေ့ပွဲစဉ်တွေမှာလုပ်ပြမလဲဆိုတော့အားလုံးနဲ့တူဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပါဟုတ်ပါတယ်မနေ့ကလည်းကျွန်တော်တို့ meta passion အသင်းနဲ့ပေါ့နော် day number 1ကိုစပြီးတော့ဆော့ခဲ့တယ်ဒါပေမဲ့လည်း အာသူတို့ဆော့တဲ့ pick တွေထဲမှာအရင်မက်တာပုံစံမျိုးအရင် passion ပုံစံမျိုးလေးပဲပြန်ပြီးတော့ဆော့တယ်ဒါပေမဲ့ hero အစ်စ်လေးထွက်လာတဲ့အပိုင်းလေးတော့တော်တော်လေးသဘောကျမြေတော့မနေ့ကဆိုရင် atlas လို့တွေးရတယ်ကာဂျာလို့ပါဘူးပြန်ပြီးတော့တွေးရတဲ့အပိုင်းမှာ atlas ကလည်းဒီဆော့ပြသွားတဲ့အရာတွေတော်တော်လေးကောင်းတယ်ပေါ့နော်ထွတ်ထွတ်ကလည်းမနေ့ကလည်းကောင်းတယ်အဲ့ဒီပြင်ကုန်မှာကျွန်တော်ဒီမနေ့ကပါလဲကာဂျာနဲ့ order နဲ့တွဲလုံးလေးကြီးလဲမြင်တော့မြင်လိုက်ရတယ်ဘာမျိုးပါသိမှာဒီ hero တွေဆိုတော့အကုန်လုံးကတော့အတုံးဝင်နေအဲ့ဒါကိုဘယ်လိုအတုံး ဒီဝင်အောင်လုပ်ပြီးတော့ဘယ်လိုမျိုးအသုံးချမလဲဘယ်လိုနိုင်မွေးရအောင်ရှာမလဲဆိုတာပဲရေးကြည့်တာဆိုတော့လေဒီနေ့ qualifier ပွဲစဉ်တွေမှာလည်းနောက်ထပ်မတူညီတဲ့ဒီ hero 12လုံးလေးတွေပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဒီမမြင်ရမတွေ့ရချာဖြစ်တဲ့ hero အစ်စ်တွေမြန်ပြန်ပြီးတော့မြင်တွေ့ရမလားဗော hero အစ်စ်ဆိုတာလည်းကျွန်တော်ဒီ meta မှာပျောက်နေတဲ့ကောင်းနေ tournament တွေမှာတက်ပြီးတော့မှဒီတွေ့ရခဲတယ်ဆိုတော့ hero မျိုးတွေလည်းပြန်ပြီးတော့လည်းမြင်တွေ့ချင်ပါသေးတယ်ဟုတ်ပါတယ်အဲ့ပြင်ပါလေဒီ revamp လုပ်ထားတဲ့ freya ကိုလည်းဒီပွဲမှာတော့တွေ့ချင်ပြီးတော့အမှန်ပဲဟုတ်ပါတယ်ဆိုတော့ဒီတချို့တွေလည်းနည်းနည်းလေးဒီသဘောထားဟိုပါလေတက်ပြီးတော့မသိမှလည်းဆိုလို့ဒီတစ်ခေါက်ထပ်ပြီးရှင်းပြတာဗောနော freya ဆိုတဲ့ hero ကလက်ရှိ လရီစင်3ဒီနေ့ရတစတင်မျိုးလုံးဝမဘန်းတော့ပါဘူးအဲ့ဒါကင်ကျင်တယ်လို့ရှိရင်ကင်လုံးကရတယ်ဒါပေမဲ့လည်းသူတို့အနေနဲ့ဘာကြောင့်မကင်တယ်လဲဆိုတော့ကျွန်တော်လည်းဒီစိတ်ဝင်စားတယ်ဒါပေမဲ့လေးစမှာဒီ free ရာဒီ revamp ပြောင်းလိုက်ပေမဲ့လည်း အရင်အမျိုးအစား type ကအရင်ကမချိန်ပါဘူးအဓိကက stand နေလို့တော့ကြောက်နေရတော့မယ်အဲ့ဒါကြီးကြောက်နေလို့ဝက်ချက်နည်းနည်းလေးများတဲ့အတွက်ကြောင့်ဒီတိတ်ပြီးတော့မသုံးလို့ပဲကျွန်တော်တို့ဒီရေပူအားဖြင့်တော့သုံးသက်လို့တော့ရပါတယ်อืมအဓိကအားဖြင့်သူ့ကိုသုံးမယ်ဆိုရင်တော့မာဒီလက်ရှိမှာဆိုရင်တော့ jungle နဲ့ goal လေးမှာတော်တော်လေး fine နေလို့တော့မြင်မိရပါတော့ goal လေးကိုသွားသေးချင်တာ stand နေတဲ့ပွဲဝင်ဆိုတော့ဟုတ်တယ်နော် masman တို့ဘာလို့ဆိုဘိုင်ဝမ်ကတားလေးဖြတ်လိုက်ကြတာပေါ့ကဲပြောရဆိုရင်လည်းကျွန်တော်တို့ asper versus ic fa တို့ရဲ့ game number 1 draft လေးအောင်စတင်လာပြီ asper ကတော့အာတည့်ရတိုင်းပဲ နော်ဒါကတော့ K-pop အဖွဲ့နာမည်နဲ့သူတို့ကလာပြီးတော့ရှင်းပြနေတာလောလောဆယ်မှာတော့ first band လေးမှာတော့ Lux Lord လေးတော့စပြီးတော့ ban လိုက်ပါပြီဟုတ်ပါတယ်ဆိုတော့မထိုင်ရုံတို့သူရုံတို့သူဝန်းလာနော်နာမည်လေးတွေကတော့ကျွန်တော်နည်းနည်းလေးဒီပုံမှန်ကျွန်တော်တို့နဲ့တော့အရင်တော့တိုက်တိုက်ပြီးမရင်းနေဘူး Khan Tu Rain ဆိုတဲ့နာမည်ကတော့လေကျွန်တော်တို့ဒီရင်းနေတယ်ဗောနော်ဒါပေမဲ့ဒီ player ကတော့မဟုတ်ဘူးပေါ့ Okay ဒါပါတော့ ကျွန်တော်ပြနေနေရဒီနေ့မှာ S4 နဲ့ RIC FH2 ရဲ့ပွဲစဉ်ကလည်းစနေပြီးပြီးတော့ Big Bang မှာဆိုလို့ရှိရင် Line Slot တွေပြီးတော့ဒီ Grow Logo မျိုးတွေနဲ့အတူပဲ Fanny Uber တွဲပြီးတော့ ban ရပါသေးတယ်။ Fanny ကတော့ဒီ level တွေမှာတော့ ban မှာတော့ရမယ်။ဘာလို့လဲဆိုတော့ဒီလူငယ် player အသင်းတွေထဲမှာ Fanny ကောင်းတဲ့ jungler တွေအများကြီးရှိရပြ။အဲ့တော့ Fanny ကို ban လိုက်တာလည်းတော်တော်လေးကမှ fine တယ်။တစ်ဖက်က RIC FH အနေနဲ့ကတော့လက်ရှိ meta မှာ မဘန်းလို့မရတဲ့ဘာရှာကိုဘာထပ်မဲ့ပြီးတော့ဘန်းထားလိုက်ပါပြီ။ကျွန်တော်မနေ့ကလည်းအဲ့ grow တွေဘာရှာတွဲတွဲပြီးတော့ဘန်းနိုင်ကျွန်တော်ဒီဒီမနေ့ကလည်းမြင်ခဲ့ရတယ်ဗောနော်။ဟုတ်တယ်။ဆိုတော့ဒီနေ့မှလည်းအဲ့ဒါမျိုးထပ်ပြီးတော့တွဲရလိမ့်မယ်။အဲ့အပြင်ကမှဒီနေ့ပွဲစဉ်မှာ Aspar က first pick ရမှာဆိုတော့လေနည်းနည်းလေးစီစိတ်ဝင်စားတယ် Aspar အနေနဲ့ first pick ကိုဘာနဲ့စပြီးတော့သူတို့ရဲ့ draft pick ကိုတဲမလဲဆိုတာကတော့ကြည့်ချင်မိတယ်ဗျ။อืมလောလောဆယ်မှာတော့ Angela တကောင်လောက်တော့ထပ်ပြီးတော့ဘန်းထားတယ်။ဆိုတော့ IDFS ဒီချိန်မှာသူတို့ရီဆန်းရှင်းလို့ဘာလို့လွတ်နေသေးရဖြစ်တဲ့အတွက်ရီဆန်းရှင်းတွေဘာပြန်ပြီးတော့ဘန်းမလား။ 哦လောလောဆယ် CCO ပဲဘန်လိုက်ပြီဆိုတော့တစ်ဖက်က Aspa အနေနဲ့ကတော့ first pick ကိုရီဆန်ရှင်းလို့စပြီးထုတ်လို့တော့ရပါပြီအဲ့တော့မှန်တယ်ရီဆန်ရှင်းနေပါလေရှိတယ်ဒါပေမဲ့လည်းနက်လစ်ကြီးရီဆန်ရှင်းကပြောင်းသားလို့ဒါမှမဟုတ်ရှင်လေသူတို့ရဲ့ဒီ strategy မှာဒီတကောင်လေးကိုပဲတည့်ပြီးတော့ဆော့တော့မြေမလုတ်ချင်ဘူးဘာညာ solution တော့တမျိုးသောအာဒီ drop pick တွေကိုတော့သွားပြီးတော့တည့်ခြင်းနဲ့တည့်ပေါ့ကျွန်တော်ထင်တော့ဒီအားလုံးတွေပါလေမနေ့က solution ကျွန်တော်လေးဟိုမှာမြင်ခဲ့ရဆိုတော့လေ wow ဟေးတာနေစပြီးတော့ထွက်လာတယ်ဒီကောင်ကြီးကဘာမှန်းတော့မသိဘူး နော်စောင့်ကြည့်ရအောင်ပါပဲဟုတ်တယ်မနေ့ကဆိုရင်တော့ကျွန်တော်တို့ header ကရိုမာဘိုင်းတွေသွားရတယ်ပေါ့နော် ESP သွားဖို့ကဒီ matter ကအရင်အဆင်ပြေပါမလားဆိုတော့ question တစ်ခုကလည်းရှိရပါလို့လို့ဆိုတော့အရင်တော့လို့ခြုံထဲဝင်လိုက်တာနဲ့သူကရှိရတာမဟုတ်ဘဲနဲ့ second one သုံးတဲ့အချိန်မှာပဲရှိရထွက်တော့တာဆိုတော့လေအဲ့တခုတော့နည်းနည်းလေးစဉ်းစားစရာလေးတော့ရှိရပါပေါ့နော်တပတ်က IDFX အနေနဲ့ကတော့ first bit second bit ပြန်ပြုတ်ရွေးချယ်ရမယ်ဒီချိန်ဒီမှာကသူတို့ခုနကပြောခဲ့တဲ့ဒီရီဇန်ရှင်းတို့ပါလို့လွတ်တယ်အဲ့ပြောင်းမှာ ESP လိမ့်မှာဆိုရင်လေ Alice Uranus ဒါလေးလွတ်နေရပြင်မလိမ့်မှာဆိုရင်လေ ကင်မီလေးပေါ့လွတ်နေရဆိုတော့ okay လောလောဆယ်မှာတော့အားလောနဲ့ကင်မီလေးကိုတော့ပြန်ပြီးရွေးချယ်တာပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ဒီဟိုးရင်မဲတာတွေတော့ဒီပါလေဒီ patch တော့မပြောင်းခင်တော့ဆိုရှင်လေဒီ zoom shin pit တွေကအရန်များရယ်နော်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဒီကျွန်တော်မနေ့ကလည်းကျွန်တော်တိတ်ပြီးတော့ဒီ zoom shin ကိုမမြင်လိုက်ရဘူးချုပ်ခွဲတွေမှာတော့ကျွန်တော်ဒီ banner တွေ့ခဲ့ရပြီမဲ့ဒီနေ့မှာလည်းထပ်ပြီးတော့အခုချိန်ထိတော့ pick ban ထဲမှာတော့မပါနေသေးဘူးဗျโอ้တဖက်ကတော့ခက်မဲ့ပဲခန့်သူရင်ကတော့ခန့်သူရင်အတိုင်းပဲလာတာပဲကွာ utility ပဲเนาะတပြောင်းမှမလျှော့ဘူးလို့ပါဆိုတော့ fred twin နဲ့အတူပဲ granger ပြန်ပြီးတော့ထုတ်ထားလိုက်ပြီဆိုတော့ Granger အားလီဘက်မှာဆိုရင်တော့သူ့အနေနဲ့ဒီ Sky Pier Stat တွေကောင်းကောင်းလေးသာစုနိုင်ခဲ့မှာဆိုရင်တော့သူ Battle အားလီမှာ participate ကောင်းကောင်းလုပ်လို့ရတဲ့ Massman type ပြန်မှာပါတယ်ပေါ့နော်တစ်ဖက်က ISFS လက်ရှိမှာတော့သူတို့ထုတ်ထားတဲ့ Hero အနေနဲ့က ESP lane နဲ့ main lane လောက်ပဲထုတ်ထားတာဆိုတော့သူတို့ goal lane တွေပါဒီချိန်တွေမှာထုတ်ချင်တယ်ဆိုရင်တော့အကောင်းဆုံးထုတ်လို့ရတယ် goal lane တွေမှာဆိုရင်လည်းတစ်ဖက်က utility versus နဲ့ပြန်ပြီးဆော့မယ်ဆိုရင်တော့1 1တော့ပါလို့ထုတ်လို့ရမယ်ပေါ့နော်ဟုတ်တယ်1 1တွေပါဆိုလို့ရှိရင်ဒါဆိုတော့လည်းမဆိုးအဲ့ဒီပြန်နည်းနည်းလေးဒီ lane မှာတခြားသောကောင်တွေနဲ့သူပါသွားပြီးတော့ချမလဲ နည်းလေးမက်စပန်အော်ကိုသူတို့ကဒီဂျန်ဂလာဟာရာဘူဆာဘက်ရင်လုံးမသွားရလိုက်တယ်ဗျာနော်ဆိုတော့ဒီမနေ့ကဆိုရှင်လေလေအဲ့လိုမျိုးဒီမြင်လိုက်ရဒီဂါဒိုကာချာတို့ဘာလို့ねဒီတစ်ဖက်ကဒီယူတီလီတီပြန်ပြီးတော့ထိန်းသွားတဲ့အပိုင်းလေးတွေဆိုတော့မဘန်းတာမဘန်းခဲ့ဘူးဆိုလို့ရှင်တော့ sorry ဒီ RNC FA ဘက်ကနေပြီးတော့လေအဲ့လိုမျိုးကိုဒီ hero တွေဒီ run ကျလို့ရှင်တော့ run လို့တော့ရအောင်မယ်ဟုတ်တယ်ကာတိုကချာ run လေးထုတ်လိုက်မယ်ဆိုရင်တော့တစ်ဖက်က flat run ကောင်းကောင်းကြီးဟန်တာလို့ရမယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတော့ second benefit တော့ရောက်ရှိသွားတယ်တစ်ဖက်ကမထုတ်ရသေးတာ mid lane တွေပါပြန်ပြီးတော့ချက်မယ် mid lane မှာဆိုရင်တော့ခုနပြောတဲ့ဇူရှင်းကိုချက်မယ်အဲ့ပြီးတော့ if တို့ပါကိုချက်အောင်မယ် အော်ဖာသာနော်ဒီဘွဲဖာသာပိတ်မယ်ဆိုရင်လည်းတော်တော်လေးကောင်းတယ်ဒါကသူတို့ကင်းမီမလင်းအတွက်လည်းတော်တော်လေး safe ဖြစ်သွားမှာဖြစ်တယ်လို့ဂိုးလိန်အတွက်လည်းတော်တော်လေး fine သွားမှာပေါ့နော်။ဟုတ်တယ်။ဘာပြောဒီ father တွေပါရင်တော့ကျွန်တော်ကတော့ ban တော့ ban နေကြတယ်။တကယ်လို့ဒီ mage တွေကိုထည့်ပြီးတော့ ban မယ်ဆိုရင်ပေါ့နော်။နည်းနည်းလေးဒီ wins point win တွေပါညာကြီးနဲ့လည်းဒီဒီလိုက်ပြီးတော့မကန်းပြူရလေးရလည်းကောင်းတယ်။ဟုတ်တယ်။ဒီလက်ရှိကတော့သူတို့အနေနဲ့ဒီ user တွေပါတွေကိုပဲအရင်ဆုံးပဲဒီ RNC FH ကတော့ ban ရသေးရဆိုတော့ဂိုးလိန်အတွက်ကို Herrick ပဲပြင်ပြီးတော့ရွေးချယ် ban တာတော့ S ပါပါ။ နော် Harry လည်းတော့ပြန်ပြီးတော့ဘန်းတာတယ်ဒါပေမဲ့တစ်ဖက်က IC Office အနေနဲ့က Harry ထွက်မယ်လို့တော့မထင်တော့ဘူးဗျာဘာလို့လဲဆိုတော့သူတို့နေနေတာဟုတ်တယ်ဟုတ်တယ်နော် Higher Bazaar တို့ဘာလို့လဲ damage ကတော်တော်လေးကမှများနေပြီဆိုတော့ Golden Fighter လေး IC Office ကထုတ်ရင်တော့တော်တော်လေးဖိုင်းနေဒါပေမဲ့လည်းလောလောဆယ်သူတို့ရဲ့နောက်ဆုံး less ban ပါဆိုရှင်လေးတော့တခါတည်းပဲဘန်းလိုက်ပါပြီ โอเคအားဆိုလို့ကျွန်တော် S bar ဘာဘမ်းလဲပဲကြည့်ရတော့မှာပဲဒီဘက်ကနေပြီးလိုအပ်နေသေးတယ်သူတို့ရဲ့ဒီ Roma လေးတွေပြုရှင်ဒီ goal line လေးတွေနေရာအတွက်ကိုတော့တကောင်ထပ်ပြီးတော့ S bar နေစင်းတော့စဉ်းစားပြရပဲ Grinder အဆင်ပြေသွားလို့ရှိရင်လေဒါတော်တော်လေးကိုမကောင်းနဲ့ဆိုတော့ Grinder အဆင်ပြေဖို့အတွက်ကိုချက်ပို့ပြီးတော့ကြည့်ပြီးတော့မှာသူတို့ဒီလိုအပ်တဲ့ hero goal line to goal line မှာကြောက်ရင်ဘန်း အော်ဒါပေမဲ့သူတို့ကတော့ဒီ room မှာခုနကကျွန်တော်တို့ဒီ recommend လုပ်နေတယ်ဂါရိုကချောက်ပဲပြန်ပြီးတော့ ban ရတယ်ဗျ။ဟုတ်တယ်ဂါရိုကချဘန်လိုက်တာလေးကတော်တော်လေး fine ပါရဲ့။ဟုတ်တယ်ကျွန်တော်လေးကြိုက်တယ်။ဒါလေခန့်သူရင်းအနေနဲ့သူ retribution တွေပါယူရတဲ့ဘက်မှာတော်တော်လေးအဆင်ပြေစေမယ်။အာ room မှာအပိုင်းမှာလည်း crowd တို့ဒီလိုမျိုးဂါရိုကချတို့မရှိတော့ဆိုတော့ပြန်ပြီးတော့နော်ဒါထောက်ရမယ့် hero တွေလည်းနည်းနည်းလေးတော့စဉ်းစားရမယ်။လောလောဆယ်မှာတော့သူတို့ ruby လေးတော့ပြန်ပြီးထုတ်တိုက်ပြီ။ဒီ ruby ကတော့ goal lane ပြန်ပြီးတော့သွားဖို့ chance ကတော့တော်တော်လေးများရတယ်။အဲလက်ရှိ draft အရမှာဆိုလည်း melee ရောဒီ jungle ရောဒါမိတ်ကလည်းတော်တော်လေးဟိုမှာနောက်နေပြီဆိုတော့အနေထားတော့လေ။ ဘာပဲဒီ ruby goal လေးစောင့်မယ်ဆိုလို့ချင်းလေဒါဆိုတော့မဆိုးဘူးเนาะ bad body ဟိုဘာရမှာသူ့အနေနဲ့အများကြီးလက်လောက်ခွက်တွေပြောက်လဲရလိမ့်မယ်ဆိုလက်ရှိမှာစဉ်းစားနေကြတာကြတော့လေတစ်ဖက်က aspa အနေနဲ့က trailer လိုကောင်မျိုးတွေလည်းပါတော့ပါလိုက်မမြင်ရတော့နည်းနည်းတော့ကြတယ်ဟုတ်တယ်ဒါပြောမဆိုးတော့မဆိုးဘူးအဲ့ကောင်လည်းကြိုက်တယ်ဒီ op ဒီဘလဲဒီ objective fight တွေမှာလည်းအများကြီးလက်ကောင်အနေနဲ့ပနေစုံ flicker တွေကနေပြီးတော့ဒီဖြစ်လာနိုင်ရေးအများကြီးတော့ရှိတယ်ရှိတယ်ဆိုတော့လေအင်းမလိန်ပါထောက်ကြမလဲ မလိန်ကတော့ Father တော့ကြိုက်နေသေးတယ် Father လည်းကောင်းတယ်နော်ဒီဘွဲကတော်တော်လေးဇုံးထားလို့ရတယ်သူတို့ utility chain gallery ပိုင်းနဲ့ front line ယူပြေးတိုးခိုင်းပြီးတော့နောက်ကနေချမယ်ဆိုလည်းရတယ်ဒါပေမဲ့လည်းတစ်ဖက်ကနည်းနည်းလေး substain ဖြစ်တဲ့ hero နှစ်ကောင်ကပါနေရဖြစ်တဲ့အတွက်တော့သူ if ကိုတော့ထုတ်တယ်ဒါပေမဲ့ if က Hayabusa တို့ Kimmy တို့နဲ့ရှင်ပြီးတော့ fight တဲ့အခါမှာတော့နည်းနည်းလေးတော့ lane face အပိုင်းမှာအားနေချက်လေးတော့တွေ့ရမယ်ပေါ့နော်อืมအဲ့ဒါလေးတစ်ခုတော့နည်းနည်းတော့ကြောက်အောင်မယ်သတိတော့ထားပြီးတော့နေရာဒီပို့ပါလေအဓိက position မှာပဲနော်တော့ကြည့်ရမှာပဲ last bit တော့ကျန်အောင်မယ် RNC FS ကနောက်ဆုံးဒီ Roma အဖြစ်နဲ့ထွက်လာမယ်ကောင် ခရက်ကလည်းဒီ athlete တွေပါစဉ်းစားနေရတော့ရှိတယ်ဒါပေမဲ့လက်ရှိမှာတော့ဒီမှာဒီ chip တို့ပါတို့ဘက်ကတော့ပြောင်းပြီးတော့စဉ်းစားနေရဆိုတော့ chip နဲ့ဆိုလို့ရှိရင်လည်းကောင်းမလားอืมကျွန်တော်ကတော့ pick off ကိုပို့ပြီးသဘောကျတယ်ဒီ draft ကျွန်တော်ကတော့စဉ်းစားနေရဗိုက်ကလီတော့စဉ်းစားနေရဟုတ်တယ်เนาะ pick off ဆိုတော့တော်တော်မိုက်တယ်အဲ့တော့ခုနလို chip တို့ဘာလို့သွားဆော့မယ်ဆိုသူတို့ဘာ AOE battle fight တွေอ่ะအရင်မလောက်ဘူးပေါ့เนาะဘာလို့ဆိုကီမီတို့ဘာလို့ကလည်းတည့်ရတိုင်းပဲအရင်ပြစ်ဖို့ကမလွယ်ဘူးဆိုတော့ okay ဒါလည်းမဆိုးပါဘူးเนาะ Atlas မနေ့ကလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ဒီသူ့ရဲ့ passive AoE ကတော်တော်ကြီးဥမှာချဲ့နေပြီးတော့ fertilizer ဆွဲရတာလည်းတော်တော်လေး comfort ဖြစ်နေတဲ့အပိုင်းလေးတွေ့ရတယ်ပေါ့နော်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်ဒါကတော့ဒီမနေ့ကလာပြီးတော့ကြည့်ရတဲ့အတွက်ဒီနေ့လာပြီးတော့ကြည့်ရတဲ့အတွက်ဒီဟိုတူချင်မတော့တူမယ်ပေါ့နော်ဆိုတော့ဒီနည်းနည်းလေးဒီပြောင်းလဲပြီးတော့ adjust လုပ်ထားတဲ့ item လေးတွေလည်းရှိတယ်အဲဆိုတော့ဒီ dominant ice တွေပါတွေကအရင်လင်မို့တိတ်ပြီးတော့ တိတ်မတုံးကြရတာမျိုးမဟုတ်တော့ဘူးအခုကပို့ပြီးတော့မတုံးရတာပို့တန်သွားပြီဆိုတော့အဲ့လိုမျိုးပြောင်းလဲလေးတွေအပေါ်ပြီးမှ item အစ်စ်တွေပါလေထပ်ပြီးတော့မှပါလာတဲ့ဒီ chest time plotting တော့ပါတော့ကလည်းအဲတော်လေးဒီ30နဲ့အတိုင်းမဒီလိုမျိုးပွဲရတော့တိတ်တယ်မလန်းဘူးနော်ဒီပွဲရတော့တိတ်တယ်မလန်းဘူး attack speed တွေပါညတော့ဇာတ်ဆိုတဲ့များလောက်ရှင်တော့အဲ့လိုမျိုးလေးတွေမိုက်တော့မိုက်ပါတယ်ဟုတ်ပါဒီနေ့ရဲ့ match number 1 game number 1လေးကိုကျွန်တော်တို့ cast iron နဲ့ပဲတူတူသွားပြီးတော့ကြည့်လိုက်ရအောင် ကဲအလုံးမဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ဒါ qualifier day 2လေးရနေပဲပြန်လဲကျူစလိုက်ပါခင်ဗျာပြန်လဲကျူစလိုက်ပါရေနော်အလိုဒီ season 3ရဲ့ qualifier day 2ရောက်ရှိလာခဲ့ပါမနေ့မှာဆိုလို့ရှိရင်အတင်း3တင်းရတော့တက်သွားခဲ့ပြီပေါ့နော်ဒီနေ့မှာလည်းအလိုပဲ3ဝက်ရှိမယ်ဘယ်3တင်းရတက်မလဲဆိုတာတော့စောင့်ကြည့်ရမယ့်အချိန်ခါပဲဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒါ LED switch state ကိုသတ်မှတ်ပြီးတော့ခေါ်ဆောင်မှုအတွက်အတင်းနေ ဟိုတော့ဒါ qualifier နေပြီးတော့ကျွန်တော်တို့ဒီဒါစောင့်ကြည့်နေရဖြစ်ပါတယ်အဲ့တော့ qualifier မနေ့က3သင်းဒီနေ့မှာ3သင်းဒါ6သင်းတက်ပြီးတော့ဒါနောက်ဆုံးမှာ last chance နေနောက်ဆုံး3သင်းကိုဆက်လက်ရွေးချယ်သွားမှာဖြစ်တယ်လို့သူတက်9သင်းဆိုတော့ဟုတ်ပါတယ်ဆိုတော့ဒါဒီနေ့ဒါမနေ့ကဆိုရင်ဒီကိစ္စရွေးစီမှာတော်တော်လေးကောင်းရတဲ့ပွဲရှိခဲ့ဆိုဒီနေ့မှာလေပွဲအစမှရောဆက်ပြီးတော့တကယ်ကောင်းပြရတော့မလားဆက်ကြည့်ရအောင်ကဲတွေတို့ပါလဲဒါပါလာတော့ကြည့်ရအောင် တကယ် player တွေနဲ့ပြကြည့်မယ်ဆိုလို့ရှိရင်တော့ရိုင်းမစိမ့်တဲ့ player တွေကိုတွေ့တွေ့နေရပါတယ်ဟုတ်တယ်တော့ကျွန်တော်တို့ကခံပြန်ပြီးတော့ဒါမြင်လာရတယ်အသူရဲ့ jungle ပုံမှန်ပစ်လစ်ပီတာရှိရဲ့အဲ frederick တို့ပါစီယာတို့တွေကနေမှသူ frederick ပြန်လဲပြီးရွေးချက်ထားတွေ့ရတယ်အဲ့တော့တဲ့ first blood ကိုတော့ကျွန်တော်ပြောရင်းနဲ့ပဲစတင်ပြီးတော့ header ကိုခုပြပေးခဲ့ရပြီဗျာအင်းဆိုတော့ header ရေးပြန်ပြီးတော့ထုတ်လာတဲ့နေရာတစ်ခုပါတော့ အာလီဘိုင်အဲ့လိုမျိုးဂျန်ကေဘက်ကိုသွားပြီးတော့နောက်ဆက်ချင်းပြင်မယ်လေပဲတစ်ဖက်မှာပြန်လဲပြီးတော့အဲ့လိုမျိုးသူ့ကိုပြန်ကာပါလိုက်ပုံစံဒီဓာတ်ရဲမှာဟေးဒါလေးနဲ့အရင်ကရှုံးလို့မရဘူးလို့ဖြစ်နေတဲ့ပုံစံမျိုးရှိလာနေပြီအဲ့တော့အစ်ကြီးမာရတာဘိုးလေးမှာပြကြည့်နော် Granger Ruby ပေါ့နော်အဲ့တော့ဒီလိုက်ပါပဲဂိုးလင်းရမှာတော့ Ruby ဂိုးလင်းထွက်ထားတာကိုတစ်ဖက်က Granger နဲ့ပြန်ပြီးတော့ထုတ်ထားတယ်အဲ့တော့အာလီဂိမ်းမှာတော့ Granger နေနဲ့အရင်အင်းလို့သွားပြီးတော့လှုပ်လို့ရမှာတော့မဟုတ်ဘူးဗျတော့တစ်ဖက်ကလည်း Ruby ဆိုတော့အရင်အနာကက်လို့မရဘူးသူရဲ့ Dot Ram နေ ။ဘာညာလေးနဲ့စတန်လေးကပြည့်တော့ပြည့်တယ်ဗော။ဘာကလည်း his ကိုတော့ထိုင်ပြီးတော့ရအောင်တော့သူပြန်ပြီးစားထားပါသေးတယ်။အော်လက်ရှိကာလတစ်ခုမှာတော့အရင်ကစားရုပ်လုံးလို့တော့မရနေသေးတဲ့ကာလတစ်ခုတော့ဖြစ်နေပါသေးရပါတော့အော်တော့ထွက်သွားခဲ့ရလဲ KB တို့ဒါ Ruby တို့အဓိကတော့ဂိုးလေးမှအဲ့လိုမျိုးအာ Fighter လို့ပြန်ထုတ်ထားရည်ဆိုလို့ရှိရင်တော့အဲ့လို